အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ကျွန်တော်ဒီညကနေပြီးတော့စုံမောင်းကောင်းတောင်းပေးလိုက်ပါတယ်။ အဲ့တော့ကျွန်တော်ဒီနေ့မှာဒါကျွန်တော်တို့လက်ရှိဒါမြောက်လန်တဲ့ညီကိုနှစ်ယောက်ကြောင့်ကျွန်တော်ဒီနေ့နှစ်နာရီလောက်မှာကျွန်တော်ဆွေးနွေးမယ်ဒါကျွန်တော်မြောက်လန်တဲ့ညီကိုနှစ်ယောက်ကလက်ရှိမှာနှစ်သိန်းလုံးကဒါကျွန်တော်အမှတ်မလို့တဲ့အသင်းတွေဖြစ်သွားခဲ့ပြီပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ဒါပထမဆုံးပြောမယ့်အသင်းကမြန်မာစံချိန်9နာရီခွဲမှာ Southampton နဲ့ Arsenal တွေ့မှာဖြစ်ပြီးတော့ဒါတစ်ဖက်ကဒါကျွန်တော် Tottenham Hotspur အသင်းနဲ့ Brighton အသင်းတို့တွေ့ကြမှာဖြစ်တယ်အဲ့တော့ Southampton အသင်းနဲ့လက်ရှိမှာဒါ Arsenal အသင်းတို့သူတို့ရဲ့အိမ်ကုန်းမှာရင်ဆိုင်ရမယ်နှစ်သိန်းလုံးကလက်ရှိမှာအမှတ်မလို့တော့ဒါ Arsenal အသင်းဒီနေ့ပွဲစဉ်မှာဒါရှုံးခဲ့တယ်ဆိုရင်တော့အဆင့်နဲ့နေရာမှာပဲဆက်လက်ပြီးရက်တီနေမှာ ှာဖြစ်ပြီးတော့သူတို့ရဲ့ဒီထက်ပို့ပြီးတော့အဆင့်ကျဖို့လုံးဝမရှိတော့ဘူးเนาะ။ဘာကြောင့်လဲလက်ရှိမှာဒါကျွန်တော်တို့ဂိုးကွာချားကြရတာကျွန်တော်ဂျားထဲမှာမန်ချက်စတာစီတီအသင်းကဒါကျွန်တော်တို့အာဖူဟန်ကိုဒါကျွန်တော်9ကို6ကိုအတွင်းအာစနယ်ကဒါ1 0 2 0လောက်နဲ့ရှုံးမှသာဒါအဆင့်နဲ့နေရပါ냐ဖြစ်။အခုလက်ရှိချင်းတွေရတာမဖြစ်နိုင်တော့ဘူးလို့မြင်နေ။အဲ့တော့အာဆိုသိတဲ့ဒီနေ့ပွဲစံမှာလုံးဝဒါကျွန်တော်အမှတ်မလို့တဲ့အသင်းတစ်သင်းဖြစ်သွားပြီ။တစ်ဖက်ကဒါဆာလာဒန်အသင်းကလည်းလုံးဝအမှတ်မလို့တဲ့အသင်းတစ်သင်းအနေနဲ့တွေ့ရမယ်။နှစ်သင်းလုံးကအမှတ်မလို့တဲ့အသင်းတစ်သင်းဖြစ်သွားခဲ့ပြီ။အဲ့တော့ဆာလာဒန်အသင်းကဒါကျွန်တော်ရာဇဝင်မှာဒါကျွန်တော်အဆိုးရွားဆုံးမှတ်တမ်းတစ်ခု ဆက်လက်ပြီးပိုင်ဆိုင်နေခဲ့တယ်။ဒါကျွန်တော်တို့ဒါဘီကောင်တီပြီးရင်ဒါကျွန်တော်ပရီးမီးယားလိတန်တန်းတစ်လျှောက်ဒါကျွန်တော်အဆိုးရွားဆုံးအမှတ်ဒါကျွန်တော်တို့တယ်လီကိုတောက်လျှောက်ပိုင်ဆိုင်နေတာကိုတွေ့ရမယ်တမပါအားလုံးကဒါကျွန်တော်စနစ်မှတ်ရထားတယ်ပေါ့နော်အဲ့တော့ဒီနေ့ဒါကျွန်တော်ဆောက်တန်အသင်းကတို့ရဲ့အိမ်ငွေးနာတွေဖြစ်တာနဲ့ညီဒါဆောက်တန်အသင်းကရီးရဒီနောက်ပိုင်း present မှာတို့တွေနေဘာထားရလို့မှမသိတဲ့အကွက်တွေကိုတွေ့ရတယ်ဆောက်တန်အသင်းနဲ့ဒါမထင်မှတ်ပဲနဲ့ဒါကျွန်တော်တို့ Manchester City အသင်းကိုတည်ထားကန်တဲ့အကွက်တွေကိုလည်းအကုန်လုံးတွေ့ရမယ်တမပါတယ် ။သို့ပေမဲ့တော့ညာလေအာစတုံသင်းနဲ့ဒီနေ့ပွဲစဉ်မှာဒါတေးကြတဲ့ဒါကျွန်တော်တို့ရမှတ်တကူသူယူသွားမယ်လို့မြင်တယ်။ဒါနောက်ဆုံးပိတ်အိတ်နဲ့လွယ်ကစားသမားတချို့ကိုနှုတ်ဆက်ပြေးနေဒီနေ့ပွဲစဉ်မှာဒါအာစတုံသင်းအတွက်ကြည့်လို့ကောင်းမယ်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်တို့မြင်တယ်။ အာဆိုတဲ့ဒီနေ့ပွဲစမှာဒါကျွန်တော်ကစားသမားဆုပ်ဆုပ်လင်းလင်းပွဲထွက်လာဖို့များတယ်။ဒါပေမဲ့ဒီနေ့ပွဲစမှာသတင်းတွေကြားလောက်ကတော့အာစနိုသင်းရဲ့ခံစစ်ကစားသမားတွေတော်တော်များများဒဏ်ရာရနေစေဖြစ်တယ်။ဒါတင်းမကတော့ operation လုပ်ပြီးကြဂျွန်ဂုံတိနားမယ်။နောက်လာကျွန်တော်နောက်ရာသီအစမှပြန်ပါလာမှုများဝပြီ။ Gabriel လည်းဒါကျွန်တော်ရောက်ရာသီအစမှပြန်လာမယ်။ဒါကျွန်တော်စာလီဘာလည်းလက်ရှိမှာဒါဟန်ကျွန်တော်တကောင်ကြော့ဒဏ်ရာကြောင့်ဒီနေ့ပွဲစမှာပေါ့။အဲ့တော့ဒီနေ့ပွဲစမှာဒါကျွန်တော်အာစနိုသင်းရဲ့ center back နေရာမှာဒါ center back စစ်စစ်ပုံစံမျိုးမှာဒါ Color Fury ထည့်ပြီးကစားသွားမယ်ဆိုပြီးတော့လက်ရှိမှာ Football ကတော့ရေးသားထားတာတွေ့ တော့ဒါခန်းစစ်နေရာမှာဒါ color fury ရဲ့ကျွန်တော်တို့ jacob kiwi oil ရဲ့ကိုကျွန်တော်ဒါတွေ့ရမယ်တဲ့မှာပါတယ်ဘောနော်အဲ့တော့ arsenal သင်းနဲ့တဖြည်းနဲ့တဖြည်းဒါကျွန်တော်နှစ်တိုင်းလိုလိုခန်းစားရတဲ့ပြဿနာဒီတိုင်းပဲဒါယာဒီကအကောင်းဆုံးအချိန်ညောက်ပြီဆိုရင်ဒါ gabriel နဲ့ saliba နှစ်ယောက်တည်းကတစ်ယောက်ကအမြဲတမ်းလိုလိုနာသွားတဲ့ပြဿနာရှိတယ်အဲ့တော့ အာဆိုသေးတဲ့ဒီနှစ်ဒီရာသီကုန်မှာဒီတစ်ခေါက်မှာဒါကျွန်တော်ဒီ norm ကိုဖြတ်ပြီးနှစ်ရောင်လုံးနာသွားတယ်လို့ပဲဆိုရမယ်တယ်မှာပါပါတယ်။အရာဒီပိတ်မှာဒါအာဆိုသေးတဲ့တချို့သောကစားသမားတွေကိုနှုတ်ဆက်ထွက်ခွာမယ်ပွဲစဉ်တစ်ပွဲဖြစ်လာခဲ့မယ်။ဒါဇင်ချန်ကူရူတီယနေတို့ဒီလူကစားသမားတွေကနှုတ်ဆက်ထွက်ခွာမယ်။ဒါပြင်ကျွန်တော်တို့အာဆိုသတင်းနဲ့ပတ်သက်ပြီးနည်းနည်းလေးဆက်ဆက်ပြီးပြောမယ်ဆိုအာဆိုသေးနေတဲ့လက်ရှိမှာဒါကျွန်တော်တို့လီယန်ဒိုထွက်ဆက်ကိုစာချုပ်တဒန်တူဘူးအတွက်တော်တော်လေးကိုအခြေဒီဂရီကောင်းနေတယ်လို့ပြောလို့ရမယ်တယ်မှာပါတယ်။လက်ရှိမှာဒါကျွန်တော်ဆောက်တဲ့အသင်းကဒါကျွန်တော်တို့တမိုင်းတစ်လျှောက်ဒါကျွန်တော်ဒုတိယအမြောက်အစိုးရဆုံးဒါကျွန်တော်အမှတ်နဲ့ အတူတာတန်းဆင်းသွားဖို့အတွက်ဆက်လက်ပြီးပြင်ဆင်နေခဲ့တယ်။ဒါလည်းရှိမှာဆောက်တန်းအသင်းကတိကျတယ်မယ်ဒါကြောင့်ဒေါ့ရှောက်တိုင်တွေပတ်နေတာကိုတွေ့ရမယ်။ဒါကျွန်တော်တိကျနေတာတစ်ခုပေါ့နော်။ဒါကျွန်တော်ရှေ့ပွဲကူတော့ကျွန်တော်မမီလိုက်ဘူး။ကျွန်တော်တိကျနေတာတစ်ခုက Rams Day ကဒီနေ့ပွဲစဉ်မှာပွဲထွက်ခွင့်ရပါမလား။ Rams Day ကိုလည်းရှိမှာကျွန်တော်တိတလောက်က Arsenal အသင်းကအပီးသက်ရောင်းထားတဲ့ပုံစံမျိုးပဲနေတာအငှားနဲ့ဒါကျွန်တော်တို့ရာသီကဟိုဘာဖြစ်တဲ့အပီးသက်ရောင်းလိုက်တာလား Rams Day ကျွန်တော်အဲ့ဒါအခုချိန်ကျွန်တော်မသေးကွဲသေးကျွန်တော်စိတ်ထဲမှာအငှားနဲ့ဒါရာသီကိုရင်အပီးသက်ခေါ်ယူပိုင်ခွင့်နဲ့များလောက်ထားရလားကျွန်တော်အနေနဲ့ထင်တာဒါပေမဲ့တချို့သောကောလာဟာလာတွေမှာ Rams ီကိုအပိသက်ခေါ်ယူခဲ့ပြီးဖြစ်ပြီးတော့ဒါအာဆနိုတင်းနေတာကျွန်တော်တို့ဆောက်တန်တင်းတမ်းမစင်းခဲ့ဘူးဆိုတော့ဘောနပ်စ်ရမယ်ဆိုတဲ့သတင်းထွက်လာအဲ့တော့ကျွန်တော်ထင်တာတော့အပိသက်ရောင်းလိုက်ပြီးတယ်ဘာလို့ဆိုဒါဖူမော့ဘတ်ဘာရောမမတက်ဘူးဘောနော်ရမ်ဇီနီရဒီနေ့ပွဲစံမှာသူ့ရဲ့အသံဟောင်းဖြစ်တဲ့အာဆနိုကိုတွေ့မယ်တကယ်လက်စင်မကောင်းစရာတာပါလေဒါကျွန်တော်ရမ်ဇီနီနဲ့သူပြောင်းသွားတဲ့ကလပ်တွေထဲမှာအာဆနိုတင်းကလွင်ကျန်တဲ့အသင်းတော်တော်များများတန်ဆင်သွားခဲ့တာတော်တော်လေးကိုစိတ်မကောင်းစရာပေါ့နော်အဲ့တော့ အာစနိုသင်းနေနဲ့ပြန်ကြည့်မယ်ဆိုဒီနေ့ပွဲစဉ်ကသူတို့အတွက်ကဒါကျွန်တော်တို့ AAC ပဲသုံးမှတ်ယူသွားမယ်ဒါခုနပေါ်သူပဲအောက်ကသစ်လေးကိုလုံးဝဒါနောက်ဆုံးပိတ်အိတ်နဲ့လွယ်အမှတ်ဒီနေနဲ့ခွာပြီးတော့သူတို့နေနဲ့လုတ်ပြသွားမယ်လို့မြင်တယ်ဒါပေမဲ့အာစနိုသင်းနေဒီနေ့ပွဲစဉ်မှာဒါခုနပေါ်သူပဲဂိုးတွေအများကြီးသွင်းပြပြီးပြိသက်တွေကိုဖျော်ဖြေသင့်တဲ့ပွဲတစ်ပွဲလို့မြင်တယ်ဒါပေမဲ့အာစနိုသင်းကဒါယောက်ျားသင်းကဒါဦးလက်ရှိမှာဒါနည်းနည်းလေးတိုင်ပတ်နေတာမှတ်ပြီးမယ်မိမအသင်းကဒါမနေ့ကချန်ပီယံလိဂ်ဆူပါလာဂျီကိုသူတို့နေဒါဘိုင်ယန်မြို့က ဘာစလိုနာအသင်းကိုနိုင်ပြီးကြည့်တော့အဲ့မနေ့ကအမှန်တမ်းပြောမိမအသင်းပွဲစဉ်ကြည့်တာတော်တော်လေးကိုကောင်းတယ်ဗျာဒါဘာစလိုနာရဲ့တော်တော်လေးကိုကောင်းတာကျွန်တော်အာစတောအသင်းရဲ့မိမအသင်းကဒါကျွန်တော်ခန်းစစ်ကိုကြည့်လေးလေးလုပ်ပြီးဂိုးသမားလေးတော်တော်လေးကိုကောင်းတာတွေ့ရမယ်ဒါတချို့ကြဟာယောက်ျားရဲ့ယောက်ျားရဲ့လောက်တော့မကောင်းဘူးဒါအမှန်တမ်းပြောတာဒါပေမဲ့တော်တော်လေးကိုမြိုင်တယ်ဒါကျွန်တော်ပြောဘောလုံးပေးပို့မှုတွေနည်းနည်းလေးခုနကပြောပေတာဟူယောက်ျားတွေကအခုချိန်မှာဒါကျွန်တော်စိတ်ယုံဆန်နေတဲ့အချိန်မှာမိမအသင်းကတကယ် flexible ဖြစ်တယ်ဘာစလိုနာသမီးဘာစလိုနာအသင်းမျိုးသမီးဆော့တာဆိုအရန်ကောင်းတယ်ဘောမာတီတို့ပူတဲလက်ဆိုတော်တော်လေးကိုမိုက်တယ်ဒါပေမဲ့အာစတောအသင်းဆိုဒါကျွန်တော်ဂိုးသွင်းသွားတဲ့သွင်းကို ော်တော်လေးကိုဒါကျွန်တော်ပရီးမီးယားလိမောင်တောင်းတန်းကိုမတွေ့လာခဲ့တဲ့ twin goal တကူတွေအောင်ဖြစ်လာခဲ့ပြီဒါဂျားရီတွေကရအောင်ပေးသွားပြီဒါကျွန်တော်ဆန်တီဘာလူလည်းမသိ black water လားမသိ twin ချပါတယ်ဟူဆိုလေးဆိုလည်းကောင်းမှာကောင်းဂိုးသမားဆိုတော်တော်လေးမှအဲ့တော့ကောင်းမာလေးလည်းချောတယ်ကြည့်လို့လည်းကောင်းအခုနောက်ပိုင်းဒါကျွန်တော်အမျိုးသမီးပွဲစဉ်တွေတောင်ပြန်ကြည့်ရမလို့ဖြစ်လာခဲ့ပြီပေါ့နော်ဘယ်လိုပဲပြော Arsenal အသင်းဒါကျွန်တော်ယောက်ျားလေးအသင်းတိုင်ပတ်နေခဲ့ပြီမဲ့ mainly အသင်းကတကယ်ကို champion league ရခဲ့တယ်2009နောက်ပိုင်းဒါကျွန်တော်တို့16နှစ်ကြာပြီးနောက်ပိုင်းဒါကျွန်တော်တို့ champion league ကိုဒုတိယအကြိမ်ဒါကျွန်တော်တို့ mainly champion league ရခဲ့တယ်သိရတယ်မှာပါအဲ့တော့ဒါအင်္ဂလန်မှာဒါကျွန်တော်အမျိုးသမီး champion league ရတာ ချက်စီးရခဲ့လားမသိပေမဲ့အာစနယ်ကနှစ်ကြိမ်တိတိရခဲ့တယ်တော့ပါတယ်ဗျ။အဲ့တော့ပြောပြောအမျိုးသမီးအာစနယ်သင်းအတွက်ဒီညကနေကျွန်တော်တို့ congratulation လုပ်ပေးခြင်းနဲ့တစ်ဖက်က Southampton ဘက်က PNG အောင် Southampton အသင်းနေနဲ့အခုလက်ရှိမှာဒီနေ့ပွဲစဉ်မှာသူတို့ကတော့ရှင်းတယ်။ဒါကျွန်တော်တို့ of course ဒါဂုံတိတ်ခါပိုင်းဆိုင်ရာသူတို့နဲ့အာစနယ်သင်းကိုသူတို့ဘာလုပ်ပြမလဲဆိုတဲ့ပုံစံမျိုးကိုသူတို့လုပ်ပြဖို့အတွက်ကြိုးစားသွားမယ်လို့မြင်တယ်။ဒါပေမဲ့သိပြီးတော့အရာမထင်တော့ဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်။အာစနယ်သင်းဒီနေ့ပွဲစဉ်မှာသူတို့အနေနဲ့9 9ဂျင်စိတ်ကပိုများမယ်လို့မြင်တယ်။ အဲ့ကြောင့်မဒီပွဲစဉ်ကတော့နည်းနည်းလေးကြည့်လို့ကောင်းမဲ့ပွဲစဉ်ဖြစ်တယ်။ဒါပေမဲ့လက်ရှိမှာတော့ဒီပွဲကအရင်မူသမားရည်နဲ့တူဒါလက်ရှိမှာအရင်မူသမားပွဲစဉ်လို့ပြောလို့ရတယ်။အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့နီးပြကတရားဝင်ပြောဆိုလာခဲ့တာကစားသမား၃ယောက်မပါဝင်လာနိုင်ဘူးလို့ပြောထားတယ်။ Richard Leeson ရဲ့ Richard Leeson ရဲ့ Christian Romero ရဲ့ Son Heung-min ရဲ့ဒီနေ့ပွဲစဉ်ကိုမပါလာနိုင်ဘူးလို့ဒါကျွန်တော်ပြောထားတယ်။ ်ဒီကစားသမားဒါခုနကပြောဆိုဒီပြဒီကစားသမားရဲ့ဒဏ်ရာကြောင့်မပါဝင်လာနိုင်ဘူးပြောထားခဲ့ပေမဲ့တကယ်တမ်းကဒီကစားသမားရဲ့မူပြီးတော့ဒါဘောလုံးမကန်လို့မပါလာနိုင်လို့ကြောရတယ်အဲ့တော့လက်ရှိမှာစပါအသင်းနဲ့လက်ရှိဒီနေ့ပွဲစဉ်မှာဒါအရန်နေနဲ့ပဲထုတ်ကန်သွားဖို့တဲ့ရာခိုင်နှုန်းများနေပါတယ်ကစားသမားတချို့ဒီနေ့ပွဲစဉ်မှာဒါလုံးဝကိုအလုံးဝပြောမဆိုတာဟိုလူငယ်တွေနဲ့ပဲပွဲထုတ်သွားဖို့များတယ်တရားလောက်ကလက်ရှိမှာမိုက်ကီမောတို့ဒါအိုဒိုဘတ်တို့ကတော့မှဒီနေ့ပွဲစဉ်မှာပွဲထုတ်လာဖို့ရှိပြီးတော့ဒါပြောမဆိုလောက်ကမူဗီမကွဲနေတဲ့ကစားသမားတွေပဲရှိအဲ့တော့လက်ရှိမှာစပါတင်နဲ့ဒါဘီဘာအိုမှာဆော့ခဲ့တဲ့ကစားသမား မှအကုန်လုံးနီးနီးကိုအနာပေးသွားဖို့တပြင်ဆင်နေတယ်။ဒါတကယ်ကို Christian Romero တို့ Vanavin တို့ပါတို့အရင်မှပါမယ်လို့ကျွန်တော်တို့မြင်တယ်။သို့ပေမဲ့တော့ညာတဲ့ဒီနေ့ပွဲစမှာတိတ်တော်မထင်တာတကူဟာဒါကျွန်တော် Tottenham Hotspur တင်းနဲ့အရန်ဒီကြီးပဲပွဲထွက်လာမယ်လို့မြင်တယ်။ကိုသမားအစား Vicario အစားလုံးဝကွဲပြင်းနေပြီဖြစ်တဲ့ကြောင့်မို့ဒါ Kinski ပဲအရန်နေရာမှာပါလာဖို့အတွက်ရာခိုင်နှုန်းများပါတယ်။အဲ့တော့ပြောချင်တာကလက်ရှိမှာဒါ Brighton အသင်းနေတဲ့ဒီနေ့ပွဲစမှာတေချာတကူဟာ Spurs အသင်းတို့ကဒါချစ်ဖို့ကောင်းတာတကူပေါ့နော်။ Brighton အသင်းဒီပြဖြစ်တဲ့ Fabian Hazard က Spurs အသင်းကို God of Honor ပေးမယ်လို့သိရတယ်မှာပါတယ်။ဒါ ကျွန်တော်ဥရောပဒါကျွန်တော်ယူရိုပါလိချန်ပီယံဖြစ်ခဲ့တဲ့ကြောင့်မို့ဒါ Brighton အသင်းလီးပြားကတော့ Spa အသင်းအနေနဲ့ဒါကျွန်တော် God of Honor ရတဲ့နေတဲ့ကြောင့်တို့အနေနဲ့ဒါကစားသမားတွေနဲ့ဒါကျွန်တော်လက်ရှိမှာပရိသတ်တွေနဲ့အတူ God of Honor ကို Spa အသင်းပရိသတ်တွေနဲ့အတူဒါကျွန်တော်ပြီးသွားမယ်အဲ့တော့ Spa အသင်းကစားသမားတွေဒီနေ့ပွဲတော်မှာပါဝင်မဲ့ဆွန်ဟောင်မင်းတို့ဒါ Romero တို့မပါဝင်မဲ့ပွဲပြီးရင်တော့ဒါကျွန်တော်တို့ပရိသတ်တွေနဲ့အတူအတူထပ်ပြီးတော့ ဒုတိယအကြိမ်မြောက်ကွင်းထဲမှာတက်ပြီးအောင်ပွဲခံအောင်မယ်လို့ကြည်ရတယ်မှာပါတယ်ကျွန်တော် match way program ကျွန်တော်လက်ခံထားတယ်ဒီမှာပါဘောနော် match way program ထဲမှာရေးသားထားပုံရအောင် spark အနေနဲ့နောက်တက်ပွဲပြီးပြီးတနအီနဲ့တနအီခွဲတွင်ကွင်းဖွင့်ထားပြီးမှဖြစ်ပြီးတော့တို့အနေနဲ့ပရိသတ်တွေနဲ့ကစားသမားတွေနဲ့အတူနှုတ်ဆက်မယ်ဒါတချို့ကစားသမားတွေအသင်းကထွက်ခွာမှုတွေရာဂိုင်းတို့များနဲ့ကစားသမားတွေကိုနှုတ်ဆက်ခွင့်ပေးသွားမယ်ဘောနော်ဥပမာလက်ရှိမှာကြာလောက်ကတော့ Richard Lee စင်လို့ဘာလို့ကအသင်းကထွက်ဖို့အတွက်ရေပန်းစားနေကြတာဖြစ်တော့ကြတာနှုတ်ဆက်ခွန်ကောင်းကောင်းရသွားမယ်လို့ကြားသေးရတယ်မှာပေါ့အဲ့တော့ Brighton အသင်းနဲ့ပြန်ကြည့်မယ်ဆိုရင်ဒီနေ့ပွဲစဉ်မှာဒါတို့အနေနဲ့ဒါ cut off honor baby ဆော်မဲ့ပွဲစဉ်တပွဲလာလို့မြင်မိရတယ်မှာပါအဲ့တော့စပါးအသင်းနဲ့ဒီနေ့ပွဲစဉ်မှာရှင်နေကိုရီကြည့်မှာကဒါနီးပြအနေနဲ့သူဘာတွေပြောမလဲသူရဲ့အနာဂတ်နဲ့ပတ်သက်ပြီးသူပြောသွားမလားဒါမှမဟုတ်နောက်ပေါ်တဲ့လက်ရှိမှာကစားသမားအနေနဲ့ထပ်ပြီးတော့ပြည်သက်အနေနဲ့ထပ်ပြီး interact လုပ်သွားမလားအဲ့ဒီနေ့ပွဲစဉ်ကကျွန်တော်ကတော့ပွဲကြည့်ဖို့ဆိုတော့လည်းပွဲပြီးတဲ့ minute တွေကိုပဲပို့ပြီးတော့စောင့်ကြည့်ရမယ်ဒီဒါတစ်ခုရှိမယ်လို့ကျွန်တော်ရဲ့ပုံကိုရင်းမှာကျွန်တော်ကတော့မြင်မိတယ် မိတို့ပဲစူစီကမူဒီပွဲစဉ်က တော်တော်လေးကိုဒါကျွန်တော်တို့ဘယုတ်ဒုက္ခနိုင်မဲ့ပွဲစဉ်ပွဲပြောလို့ရတယ်။အဲ့တော့စပါတင်ရဲ့ကစားသမားတွေအကုန်လုံးကအခုချိန်ထိအမှုမပြေသေးဘူးလို့ပြောလို့ရတဲ့မှာပါ။အဲ့တော့ ဒီလောက်ပါပဲအများကြီးတော့မပြောတော့ဘူးဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ DB4U တို့မှာဂျင်းလူစံအပေါအောင်ကြည့်လို့ရပါတယ်အောက်က comment တွေမှာလည်း Youth Sport Media 3.0ဆိုတဲ့ DB4U တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပြုကြောင်းမဆောက်ကြည့်ပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးကျွန်တော်အားပေးလို့ရပါတယ်များများလေးလည်း clip ဖို့မမေ့ကြပါနဲ့ဟုတ်များများ clip မှမေးမြန်းနိုင်ဖြစ်ပါတယ် အောက်ကကွန်မန့်အိမ်ထဲမှာလည်း youth sport media 3.0 native for you လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါရမြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မြန်ကလစ်မှာမြန်မြန်နိုင်ရဖြစ်ပါတယ်အားလုံးကြိုတူပါတယ်ကျွန်တော်သောကွန်ပြပါဗျ devo ဗျ